မင်္ဂလာပါရှင်ဧပြီလ20ရက်တင်းကလေးနေ့ရက်တိမဖွေရတည်င်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့ယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးကြိုးပမ်းမှုတွင်တိုးတက်မှုမရလင်အမေရိကန်က၎င်းကြိုးပမ်းမှုမှစွန့်ခွာမယ်လို့အမေရိကန်သမ္မတနှင့်နိုင်ငံသားရေးဝန်ကြီးတို့ပြောကြားတဲ့သတင်းဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုအနေနဲ့ ရုရှားယူကရိန်းတို့အကြားငြိမ်းချမ်းရေးသဘောတူညီချက်ရစေဖို့ကြိုးပမ်းမှုမှာတိုးတက်မှုမရဘူးဆိုရင်အမေရိကန်အစိုးရအနေနဲ့စိတ်ဆက်ညီနိုင်သူဖြစ်ကြိုးပမ်းနေမှုကိုစွန့်ခွာမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီအိုတို့ကပြောခဲ့ကြကြောင်းသတင်းများကဖော်ပြလာပါတယ်။ ်ထရန်ကကျွန်တော်တို့အနေနဲ့ကဒီသဘောတူညီချက်ရဖို့အမြန်ဆုံးဆောင်ရွက်ခြင်းနဲ့ဒါပေမဲ့ဒီမှာတစ်ဖွဲ့ကဒီလိုသဘောတူညီဖို့တော်တော်ခက်ခဲနေတယ်လို့ဧပြီ16မှာဆိုခဲ့ပါတယ်ဒီမတိုင်ခင်ကလည်းအမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီအိုကယူကရိန်းစစ်ပွဲမှာနှစ်ဖက်စလုံးကတိုးတက်မှုရလဒ်တွေပြကြဖို့ဒါမှမဟုတ်ရင်တော့အမေရိကန်အနေနဲ့ငြင်းချင်းရရှိရေးကြိုးပမ်းမှုကိုဆွံ့လွှတ်မယ်လို့ပြောခဲ့ကြောင်းလည်းတရင်များကဖော်ပြထားပါတယ် ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကောကစစ်ပွဲကိုငြိမ်းချမ်းစွာဖြေရှင်းအဆုံးသတ်နိုင်ရေးအတွက်တိုးတက်မှုတချို့လုပ်နိုင်ပြီးပဲအမေရိကန်အစိုးရနဲ့ဆက်သွယ်မှုရှာရေးကခဲရင်တယ်လို့ပြောခဲ့ကသူကရုရှားအနေနဲ့သူ့ရဲ့အကျိုးစီးပွားကို အာမခံနိုင်တဲ့အခါပဋိပက္ခကိုဖြေရှင်းသွားမယ်လို့လည်းဆိုခဲ့ပါတယ်ရုရှားအစိုးရအနေနဲ့အမေရိကန်အစိုးရနဲ့ညှိနှိုင်းမှုတွေပြုသွားဖို့လမ်းဖွင့်ထားတယ်လို့လည်းသူကပြောခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့စီးရီးယားကအမေရိကန်တပ်အင်အားတွေရှော့ချတဲ့သတင်းဖြစ်ပါတယ်။စီးရီးယားမှာအခြေစိုက်ထားတဲ့အမေရိကန်တပ်အင်အားအရှိတ်အတွက်ကိုရှော့ချသွားမယ်လို့ပင်ဒဂွန်စစ်ဌာနချုပ်ကဧပြီ18ရက်နေ့ဆိုရင်သတင်းထုတ်ပြန်ထားကြောင်းသိရပါတယ်။စီးရီးယားမှာရှိနေတဲ့ ISIS အစိုးရတပ်ဖွဲ့တွေကိုအောင်မြင်စွာတိုက်ခိုက်နေနိုင်ပြီဖြစ်တဲ့အတွက်တပ်ရင်အားကိုတထောင်အောက်ထိရှော့ချသွားမယ်လို့ဆိုပါတယ်။ တည့်ရန်ရှော့ချသွားမှာဖြစ်ပေမဲ့အစုံရောက်အဖွဲ့အကျဉ်းချုပ်တွေကိုဆက်လက်တက်ခဲ့သွားမှာဖြစ်တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အစုံရောက်အကြံဖက်အဖွဲ့တွေကိုအရှိလေပိုင်းမှာသာမကကဘာတိုက်ကြီးအလုံးမှာပုံခုနေရာယူလို့မရအောင်တတိရှိရှိလှုံ့ဆောင်းသွားမယ်လို့လည်းပင်ဒဂွန်စစ်ဌာနချုပ်သတင်းထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသတင်းများကဖော်ပြလာပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ယူကရိန်းစွန့်ရင်ဆိုင်ရာပစ်မှတ်တွေကိုမတိုက်ခိုက်ဖို့အမေကတက်တန်းကုန်ဆုံးသွားပြီလို့ရုရှားအစိုးရပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာရုရှားသမ္မတပူတင်ကအမိန့်ပေးခဲ့တဲ့ယူကရိန်းစွန့်ရင် အခြေခံအဆောက်အဦတွေပေါ်တိုက်ခိုက်မှုတွေကိုရပ်ပေါင်း30ကြာရပ်ဆိုင်းထားမှုဟာတက်တန်းကုန်ဆုံးသွားပြီဖြစ်တယ်လို့ရုရှားအစိုးရကဧပြီ16ရက်မှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတပူတင်တို့ကြားဖုံးခေါ်ဆုံမှုလုပ်ဆောင်ခဲ့ပြီးနောက်ပြီးခဲ့တဲ့မတ်လ16ရက်မှာရုရှားအစိုးရဟာစွန့်ရင်အခြေခံအဆောက်အဦတွေပေါ်တိုက်ခိုက်မှုတွေကိုရပ်တန့်မှုအမိန့်ထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်းနောက်ပိုင်းမှာနှစ်နိုင်ငံစလုံးကအပြစ်ခတ်ရစရေးသဘောတူညီချက်ကိုချုပ်ဖောက်တယ်လို့အပြန်အလှန်ဆက်ဆွဲပြောဆိုမှုတွေရှိခဲ့တယ်လို့လည်းသိရပါဗျ။ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကောကယူကရိန်းစွန့်ရင်အခြေခံအဆောက်အဦတွေအပေါ်တိုက်ခိုက်မှုတွေကိုရပ်ဆိုင်းထားဖို့ထုတ်ထားခဲ့တဲ့အမိန်ကသက်တမ်းကုန်ဆုံးသွားပါပြီ။အခုချိန်ထိတော့ပူတင်ကနောက်ထပ်ညွှန်ကြားမှုတွေကိုလှုပ်ဆောင်တာမျိုးတော့မရှိသေးပါဘူးလို့ပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။